မင်္ဂလာပါခင်ဗျာအော်တိုဘားလ20ရက်နေ့ရွှေရံကုန်ရဲ့မျက်နှာဖုံးသတင်းစုံကိုတင်ဆက်ပေးသွားမှာဖြစ်ပါရယ်ခင်ဗျာပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အပြည်ပြည်ဆိုင်ရာဒရက်မဲ့ရည်ကျွမ်းမှုအမွေအနှင်းများနဲ့အထိတ်မဲ့အခမ်းအနားကျင်းပဆိုတဲ့သတင်းပဲဖြစ်ပါရယ်အပြည်ပြည်ဆိုင်ရာဒရက်မဲ့ရည်ကျွမ်းမှုအမွေအနှင်းများနဲ့အထိတ်မဲ့အနေဖြင့်သာသနာရေးနဲ့ရည်ကျွမ်းမှုဝန်ကြီးဌာနရှေးဟောင်းသူတေသနာနဲ့အမျိုးသားပြတိုက်ဦးစီးဌာနတို့ကကျင်းပတဲ့ဒရက်မဲ့ရည်ကျွမ်းမှုအမွေအနှင်းများစကားဝိုင်းဆွေးနွေးပွဲနဲ့ပြပွဲအခမ်းအနားကိုအော်တိုဘားလ18ရက်နေ့မနေ့ပိုင်းကအမျိုးသားပြတိုက်ရန်ကုန်ပထမတဲ့ဗတ်ဆောင်ခမ်းမှာကျင်းပရာ ရောင်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းသာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါ်နုမြဆန်းရောင်တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးဝန်ကြီးဦးထေအောင်ယဉ်ကျေးမှုဝန်ကြီးဌာနဒုတိယဝန်ကြီးငိမ်မြမယဉ်ကျေးမှုအမွေနှင့်ထိမ့်သိမ်းဆောက်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌဒေါ်ဆန္နာခင်မြမယဉ်ကျေးမှုနယ်ပယ်မှပညာရှင်များဌာနဆိုင်ရာအသီးသီးနဲ့တက္ကသိုလ်ကောလိပ်များမှဖိတ်ကြားထားသူများတိုင်းရင်းသားစာပေနဲ့ယဉ်ကျေးမှုအဖွဲ့များလူမှုရေးအသင်းအဖွဲ့မှပုဂ္ဂိုလ်များမျိုးဆက်တဲ့လူငယ်များနဲ့အမျိုးသားပြရိုက်ရန်ကုန်မှဝန်ထမ်းများတက်ရောက်ကြပြီး ရှင်ဟောင်းသူတွေတနာနဲ့အမျိုးသားပြတိုင်းဦးစီးဌာနအောက်ရှိဌာနခွဲဌာနစုအသီးသီးမှအရာတဲ့အမှုရမ်းများကအွန်လိုင်းမှာတက်ရောက်ကြကြောင်းသိရပါပါတယ်ခင်ဗျာရှေးဦးစွာရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းကကြိုးစိုးနှုတ်ခွန်းဆက်စကားပြောကြရာမြန်မာတို့ရဲ့ဓာတ်ရှိတမဲ့ယဉ်ကျေးမှုအမွေအနှစ်များဟာမြန်မာယဉ်ကျေးမှုဖြစ်ပါကြောင်းဒရမယဉ်ကျေးမှုအမွေအနှစ်များကို UNESCO စင်ရင်ဝင်လူသားမျိုးနွယ်ကိုစားပြုဒရမယဉ်ကျေးမှုအမွေအနှစ်ကမ္ဘာအဆင့်ဖြစ်အောင်ကဏ္ဍပေါင်းစုံမှဟန်ချက်ညီညီပူးပေါင်းဆောင်ရွက်ခဲ့ကြသဖြင့် ညမယူရနှစ်တကူအတာစကြံပွဲတော်ဟာစည်ရင်းဝင်ဖြစ်ခဲ့ဒီမှာအလုံးသည့်ဖြစ်ပါကြောင်းဒရမတ်ရင်ကျင်းမှုထိမ့်သိမ်းဆောက်ရှောက်ရေးနဲ့မြင့်တင်ရေးအတွက်ဝန်ကြီးဌာနသားမကသက်ဆိုင်ရာအသင်းဖွဲ့အသီးသီးမှပညာရှင်များလူမှုအတိုင်းဝန်းမှပူးပေါင်းဆောင်ရွက်မှုများကိုဆက်လက်ဆောင်ရွက်ရမှာဖြစ်ကြောင်းရင်ကျင်းမှုအမှုနှင့်ထိမ့်သိမ်းဆောက်ရှောက်ရေးကဏ္ဍအဖြစ် လှုပ်ရှားမှုများပြပွဲများစတာတွေကိုလည်းဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြစေလိုကြောင်းပြောကြားပါတယ်ဆက်လက်ပြီးသာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါနုမြဆန်ကအဖွဲ့မှစကားပြောကြားပါတယ်အဲဒီနောက်ယဉ်ကျေးမှုနဲ့အမှုပညာတက်ကတော်ရန်ကုန်မှဒေါက်တာကေတီထွေးက drama ယဉ်ကျေးမှုအမွေနှစ်ဆိုင်ရာများကိုရှင်းလင်းပြောကြားပါတယ်အဲဒီနောက်သကဝိုင်းဆွေးနွေးပွဲအဖြစ်မြမ drama ယဉ်ကျေးမှုအမွေနှစ်အတိတ်ပဲအရေးပါမှုလက်စကန်နီးလမ်းများအသိပညာမျှဝေမှုအစီအစဉ်များမြမလက်ဖက်သမိုင်းနဲ့အရေးပါမှုခိမ့်သိမ့်မှုနီးလမ်းများနဲ့ ယူနက်စကိုစည်ရင်းဝန်ရံလှုံ့ဆော်ချက်များအားဆွေးနွေးခြင်းအစီအစဉ်မြမဒိုးကြီးချက်ရဲ့ရည်ကျင်းမှုအရေးပါမှုနဲ့လူပေါင်းအကျိုးသက်ရောက်မှုများအားဆွေးနွေးခြင်းအစီအစဉ်များကိုတက်ဆိုင်ရာပညာရှင်များကကဏ္ဍအလိုက်ဆွေးနွေးခဲ့ကြပါတယ်။အရင်နောက်ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းသာသနာရေးနဲ့ရည်ကျင်းမှုဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါ်နုမြဇန်နဲ့တာဝန်ရှိသူများကခင်းချင်းပြသထားသည့်များကိုလှည့်လည်ကြည့်ရှုကြကြောင်းသိရပါတယ်ခင်ဗျာ။ဒီသတင်းကိုတော့ဇွဲတက်ကူကပေးပို့ထားတာဖြစ်ပါတယ်။ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့2025ခုနှစ်ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ အကစားပြိုင်ပွဲရန်ကုန်စုံနှစ်ဘောလီဝေါ်ပြိုင်ပွဲဆုချင်းမြင့်ပွဲအခမ်းအနားကျင်းပဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ပညာရေးဝန်ကြီးဌာနဆရာတက်တဲ့ပညာဦးစီးဌာနမှကြီးမှု၍2025ခုနှစ်ပညာရေးဒီဂရီကောလိပ်ပေါင်းစုံအကစားပြိုင်ပွဲရန်ကုန်စုံနှစ်အမျိုးသားအမျိုးသမီးဘောလီဝေါ်ပြိုင်ပွဲဆုချင်းမြင့်ပွဲအခမ်းအနားကိုအော်တိုဘာလ18ရက်နေ့နံနက်ပိုင်းကဒေါ်ပုံမြို့နယ်အားသာခမ်းမမှာကျင်းပရာရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းတိုင်းဒေသကြီးဝန်ကြီးများပညာရေးဒီဂရီကောလိပ်မှကျောင်းအုပ်ကြီးများဌာနဆိုင်ရာအကြီးအကဲများ မြန်မာနိုင်ငံဘောလီဘောအဖွဲ့ချုပ်ဥက္ကဋ္ဌဦးရဲနိုင်ပြိုင်ပွဲဝင်အသင်းများမှအုပ်ချုပ်သူနီးပါးများအားကစားသမားများနဲ့တာဝန်ရှိသူများတက်ရောက်ကြကြောင်းသိရပါတယ်။စုချင်းမြင့်ပွဲအခမ်းအနားမှာအမျိုးသားဘောလီဘောပြိုင်ပွဲမှာနေရာလိုက်အကောင်းဆုံးအားကစားသမားစုများနဲ့အမျိုးသမီးဘောလီဘောပြိုင်ပွဲတွင်ပွဲစဉ်တစ်လျှောက်အကောင်းဆုံးဆုရရှိသောရန်ကင်းပညာရေးဒီဂရီကောလိပ်မှဇင်မြင့်မြတ်ဦးမြို့သားဘောလီဘောပြိုင်ပွဲမှာပွဲစဉ်တစ်လျှောက်အကောင်းဆုံးဆုရရှိသောပသိမ်ပညာရေးဒီဂရီကောလိပ်မှရန်ပိုင်ထွန်း အမျိုးသမီးဗောလီဘောပြိုင်ပွဲမှာတတိယသူရရှိသောတဝဲပညာရေးဒီဂရီကောလိပ်အသင်းအမျိုးသားဗောလီဘောပြိုင်ပွဲမှာတတိယသူရရှိသောတောင်ငူပညာရေးဒီဂရီကောလိပ်အသင်းအမျိုးသမီးဗောလီဘောပြိုင်ပွဲမှာဒုတိယသူရရှိသောတင်ငန်းကျုံပညာရေးဒီဂရီကောလိပ်အသင်းနဲ့အမျိုးသားဗောလီဘောပြိုင်ပွဲမှာဒုတိယသူရရှိသောပြည်ပညာရေးဒီဂရီကောလိပ်အသင်းတို့အားရန်ကုန်တိုင်းဒေသကြီးဝင်ကြီးများက၎င်းပညာရေးဒီဂရီကောလိပ်အကြောင်းများမှအကြောင်းအကြီးများဌာနဆိုင်ရာအကြီးအကဲများ မြန်မာနိုင်ငံဘောလီဘောအဖွဲ့ချုပ်ဥက္ကဋ္ဌနဲ့တာဝန်ရှိသူများကတဦးချင်းစုတစိမ့်များနဲ့ဂုံပြုချင်းမြင့်ငွေများကိုအသီးသီးချင်းမြင့်ကြပါတယ်။အဲဒီနောက်အမျိုးသမီးဘောလီဘောပြိုင်ပွဲမှာပထမဆုံးရရှိသောရန်ကင်းပညာရေးဒီဂရီကောလိပ်အသင်းနဲ့အမျိုးသားဘောလီဘောပြိုင်ပွဲမှာပထမဆုံးရရှိသောပသိမ်ပညာရေးဒီဂရီကောလိပ်အသင်းတို့အားရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းကတဦးချင်းစုတစိမ့်များနဲ့တကွန်ဆိုင်စုပလာနဲ့ဂုံပြုစုငွေများကိုချင်းမြင့်ကြောင်းသိရပါပါတယ်ခင်ဗျာ။ဒီသတင်းကိုတော့ဇွဲထက်ကူကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ။ ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့2025ခုနှစ်ပညာရေးဒီဂရီကောလိပ်ပေါင်းစုံအားကစားပြိုင်ပွဲရန်ကုန်စုံနှင့်အမျိုးသားဘောလုံးပြိုင်ပွဲဘောလူဝမ်းနဲ့ဆုချင်းမြေပွဲအခမ်းအနားကျင်းပဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ပညာရေးဝန်ကြီးဌာနဆရာအတက်တင်ပညာဦးစီးဌာနမှကြီးမှု၍2025ခုနှစ်ပညာရေးဒီဂရီကောလိပ်ပေါင်းစုံအားကစားပြိုင်ပွဲရန်ကုန်စုံနှင့်အမျိုးသားဘောလုံးပြိုင်ပွဲဘောလူဝမ်းနဲ့ဆုချင်းမြေပွဲအခမ်းအနားကိုအော်တိုဘားလ16ရက်နေ့ညနေပိုင်းကရန်ကုန်မြို့သူဝနာဘောလုံးကွင်းအတွင်ကျင်းပရာ ပညာရေးဝန်ကြီးဌာနပြည်တော်စုဝန်ကြီးဒေါက်တာချောချောစိန်ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းပညာရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာဇော်မြင့်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနဲ့တာဝန်ရှိသူများတက်ရောက်ကြပါတယ်။ရှေးဥစွာ2025ခုနှစ်ပညာရေးဒီဂရီကောလိပ်ပေါင်းစုံအားကစားပြိုင်ပွဲရန်ကုန်ဇုန်နှင့်မြို့သားဘောလုံးပြိုင်ပွဲဘောလုံးပွဲအဖြစ်ဖန်ပညာရေးဒီဂရီကောလိပ်အသင်းနဲ့ရန်ကုန်ပညာရေးဒီဂရီကောလိပ်အသင်းတို့ရဲ့ရှင်ပြိုင်နေမှုများကိုကြည့်ရှုအားပေးခဲ့ကြပါတယ်။အရင်နောက်စုချင်းမွေးခန္ဓာကိုကျင်းပရာ ပွဲစဉ်တခြားအကောင်းဆုံးကိုသမားစုအကောင်းဆုံးနောက်တန်းစုအကောင်းဆုံးလယ်တန်းစုအကောင်းဆုံးရှေ့တန်းစုများနဲ့ပွဲစဉ်တခြားအကောင်းဆုံးစုရရန်ကင်းပညာရေးဒီဂရီကောလိပ်မှစွန့်ထက်မင်းတတိယစုရရှိတဲ့တောင်ကိုပညာရေးဒီဂရီကောလိပ်အသင်းနဲ့ဒုတိယစုရရှိတဲ့ဖန်အန်ပညာရေးဒီဂရီကောလိပ်အသင်းတို့အားပညာရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာဇော်မြင့်ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးများနဲ့တာဝန်ရှိသူများကတူးချင်းစုတစိမ့်များနဲ့ဂုံပြုစုငွေများကိုအသီးသီးချီးမြှင့်ကြပါတယ် ဲဒီနောက်ပထမဆုံးရရှိတဲ့ရန်ကုန်ပညာရေးဒီဂရီကောလိပ်အသင်းကိုတူးချင်းစုတစိမ့်များနဲ့ကွန်ပျူတာချင်းမြင့်ငွေများအားရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစုသိန်းက၎င်းတကွန်ဆိုင်စုဖလာအားပညာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာချောချောစိန်က၎င်းအသီးသီးချင်းမြင့်ကြောင်းသိရပါပါတယ်ခင်ဗျာဒီသတင်းကိုတော့ဇွဲထက်ကူကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ